မာတင်စပစ်ရဲ့ဘာမာကိုဆာမန်ဒိုကဘာသာပြန်ထားတယ်။ပြေမမအပြေရှာဖွေကချိပါလေ။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တပါသက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်လိုက်ပါရရှင်။အပိုင်း26 1960ဇန်နဝါရီလ၌မြန်မာတရုတ်ဆက်ဆံရေးသည်တန်လျာဖြစ်ပွဲမရှိအထောက်ထိပ်သို့ရောက်လာသည်။ဘေကျင်း၌ဗိုလ်ချုပ်နေဝင်နှင့်ဂျော်ရင်လိုင်းတို့က နေသားရေးရသဘောတူညီချက်တရက်နှင့်ဆန်းနှင့်တက်တန်းရှိချစ်ကြည်ရေးနှင့်အပြန်အလှန်ရံမပြုတ်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးကြသည်။နေဝင်းသည်ရန်ကုန်မြို့တွင် သူ့အိမ်သို့ရှာရှာပါပါအလဲလာသည့်နိုင်ငံခြားဧည့်သည်များကိုမိတ်မိန်နေပြီဖြစ်သော သူ၏သမားဝင်အလဲပတ်ခီးအပြူမဲမှတ်တမ်းရုပ်ရှင်ကားပိုင်းကလေးကိုဂုဏ်ယူစွာပြသနေဆဲဖြစ်သည်။ဤကိသည်သူအားဥက္ကဋ္ဌကြီးမောင်နှင့်အခြားတရုတ်ကောင်းဆောင်များနှင့်တရားနှင့်ဖြစ်စေသည်ဟုသူကယုံကြည်ပါသည်။ ဩဂရာကြီးဦးနေဝင်းသည်သူအနှစ်သက်ဆုံးဂုံပုတ်ဖြစ်လာပါမည်2100ကီလိုမီတာရှိသော တိဆန်တဲ့နမိတ်တရှောင်း၌တရုတ်တို့၏စောစောပိုင်းကတောင်းဆိုခဲ့သည့်ကြီးစွာသောအတိုင်းတာရာကြီးလင်းနောက်ဆုံး၌အလဲအလဲလှုပ်ဖြစ်ခဲ့သောနယ်မြေများသည်တရုတ်တို့၏များစွာပြည့်ပြည့်လဲလဲဖြစ်လိုမှုကိုပြသနေသည်ပြည်မော်တောင်ကြား၏အထက်တွင်စီးထားသောကချင်ရွာသုံးရွာနှင့်နယ်စွန်နယ်ပြားဝနယ်တွင်ရှိပန်ဟွန်းပန်လောဒေသတို့ကိုတရုတ်တို့အားပြန်ပေးလိုက်သည် အလဲလဲအားဖြင့်နတ်ဝန်တွေကိုမြန်မာကရသည် နောက်နှစ်အစပိုင်းတွင် လောနိုင်ငံနေနမိတ်ထိဆက်ရာဒေသနီးမုံပါလျောင်းခေါ်မိုင်းပါလျိုရှိအကြီးကျယ်အားဖြင့်သော KMD အမကဲနယ်မြေကို PLA 2000နှင့်တပ်မတော်အင်အား9000လူကပူပေါင်းဆက်စင်၍ဆင်နွှဲသည်ဤဆက်စင်ရေးကြောင့် KMD တပ်များရုတ်တရက်ထွက်ခွာသွားကြရသည်ဦးနုကကုလသမဂ္ဂ၏ထောက်ခံအားပေးမှုကိုလည်းတောင်းခံလိုက်ခြင်းအတွက်ကြောင့်ဖြစ်လိမ့်မည် အမေရိကန်၏ဒုတိယကြိမ်ကျောင်းတော်နောက်ခံပြူထောက်ဆောင်ပေးမှုဖြင့် KMT တို့ထိုင်ဝမ်သို့ထွက်ခွာသွားရာတရုတ်အားချင်းချောင်းနိုင်မှုလုံးဝနှိပါပြောက်ွယ်သွားသည်သို့သောဤကိစ္စသည်နေကြားပြည်သနာဆုံးသက်သွားခြင်းကိုပြသောလက္ခဏာတရမဟုတ်ချေကချင်နယ်နိမိတ်မြင်းသဘောတူညီချက်ဤဆန့်ကျင်ဘက်တရားမှုနှင့်အတူထိုနှစ်မှာပင်တက်ဆက်တဲ့ဖြစ်ပေါ်လာသည့်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြထန်ရန်ဥနုကသာနာစိတ်ကင်းမဲ့စွာကြိုးစားလာခြင်းတို့သည် ကချင်ခရိယံမျိုးသားအိမ်သမားတို့၏နောက်ဆုံးကောက်ရိုးမြင်ဖြစ်ပါသည် ဤသမိုင်းဝင်နေကြမြင်းဆိုင်ရာသဘောတူညီချက်ကိုထင်မြင်ကန်ရွာသူရွာသားများကိုကြော်ရည်လောက်ခဲ့ခြင်းမှာကချင်တော်လိုင်းရုတ်တရက်ပေါပောက်လာရခြင်း နောက်ွယ်မှာအဓိကအကြောင်းခံတရက်ဖြစ်သည်1961 February လတွင် တော်လိုင်းရေးကိုစတင်လိုက်သူပါကချင်လူလိုက်ရေးအဖွဲ့ KIO ဖြစ်သည်သို့ဖြစ်၍မြန်မာနိုင်ငံတွင်တရုတ်တို့စီရေးအဖြစ်ပါဝင်ပတ်သက်ခဲ့သောဤကာလတက်လျှောက်လုံး၌တရုတ်ကွန်မြူနတီသည်နယ်စပ်တက်လျှောက်ရှိ CBB ကိုဖြစ်စေထားကြွလှုပ်ရှားနေသောကချင်မျိုးသားရွာကြီးတို့ကိုဖြစ်စေ စည်ရဲထောက်ပံ့မပေးခဲ့ဟုသောအချက်ကိုအလေးပေးစင်ကြင်ရန်အရေးကြီးပါသည်။၎င်းပြင်1950နှစ်များတွင်ကအရှိမြောက်ပိုင်းဒေသကြီးလူနေစုတိုင်းသားကြီးရွာများတွင်အခြေဆိုင်စခန်းများတည်ထောင်ရန် CBB ကိုရာဤဂျိုးပန်းချက်မှလည်းအောင်မြင်မှုလုံးဝမရသလောက်ဖြစ်ခဲ့သည်။ဤနေရာတွင်လည်းအများကလက်ခံထားသည့်အနောက်တိုင်းမှတံပြန်ဖက်ပြန်မှုစီစီဝေပိုင်းသမားများစွာ၏သမောရကိုစန့်ချင်နေပြန်သည်သူတို့အမြင်မှာ1950နှစ်များတွင်တရုတ်ပြည်၌ လူနည်းစုတိုင်းသားတွေကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာများတည်ထောင်ခြင်းသည် CCP ကအရှိတောင်အရှောက်ကိုသိမ်းပတ်ရန်ပို၍ဘာနက်လိန်မှစွာစူးစမ်းနေခြင်းဟူ၍ဖြစ်သည့်အထူးသဖြင့်ကချင်တိုင်းသားသတိန်းကျော်နေထိုင်လျက်ရှိသည့်ယူနန်နယ်အတွင်းလွတ်လပ်သောကချင်ပြည်နယ်တည်ထောင်သည့်ဟူဖိုင်းရွှေစွာဖော်ပြကြပြီး၎င်းမှာမြန်မာနယ်ခြားကိုကျော်လျက်ဒီယိုဩစာလွှမ်းမိုးရေးကြိုးပမ်းချက်အဖြစ်ရှုမြင်ကြသည်စိတ်ပူနေပြီဖြစ်သောဖာစာပါလာသည့်ဤရွှေဘက်ကိုတုံ့ပြန်ရန်အတွက်1956တွင်တရုတ်နယ်စပ်ရှိ လွယ်ကျယ်၌ရေးဝန်ကြီးလာခံကိုကျင်းပလျက်ဒေသခံကချင်းကောင်းဆောင်တို့၏မကျေနပ်ချက်များကိုကြားနာခဲ့ပါသည်ထို့သောဤနည်းများအတွင်1945 90ကပေါင်းရောင်ပုံကံမှုတွင်ရှုံးနေပြီးပြည်ရင်းမှရှောင်းနေလာသောနော်ဆိုင်ကချင်းဖက်ပြိုင်သူများကိုတရုတ်တို့ကကွေ့ကြိုးပြည်နယ်တွင်လက်ခံထားခဲ့ရ၌ CBBE တရုတ်ပြည်ရောက်ခွင့်နှင့်တော်ပင်တတိတခြားထားခဲ့ခြင်းမှာရေးပါသောအချက်ဖြစ်သည် တရုတ်နှင့်မြန်မာတို့ဆက်ဆံရင်လုံးဝပြိုလဲသွားခဲ့ရသည်ထောက်ခွာ60ကျွန်ရောက်မှသာ၎င်းနှစ်ဖွဲ့အားတရုတ်ဆိုရာကရည်ရွယ်ချက်ရှိရှိဖြင့်တစုတဝေးတည်းထားခဲ့ခြင်းဖြစ်သည်ခါခွေဆိုဗီယက်ပြည်ထောင်စုထောက်ခွာ60နှစ်များအတွင်းက CPP သည် CCP ဂျမ်းမှတက်တက်ကြွကြွအားပေးမှုမရရှိခဲ့ဟုဆိုလျှင်ဆိုဗီယက်နှင့်ဆက်ဆံရေးတွင်လည်းဆိုဗီယက်တရုတ်အကွဲပြဲမဖြစ်ပေါ်မီကတည်းကပင်ထိုနည်းတိုင်းပင်ဖြစ်ခဲ့သည်ဟုဆိုတိုင်းပါသည်ထောက်ခွာ50နှစ်များအတွင်းက ရန်ကုန်ရှိတန်ယုံမတဆင်အလौဒမသက်မကများနှင့် မြေပေါ်တရားဝင်ဖွဲ့စည်းများဖြစ်သောဘာတာလာစ PWPB နှင့်ပမညာတာ NUF တို့ကိုလျှို့ဝှက်ငွေကြေးထောက်ခံခဲ့ကြောင်းဆွဆွဲချက်များမကြာခဏပေါ်ထွက်လာခဲ့တော့လဲမြန်မာနိုင်ငံသည်ဘယ်တော့ကမှဆိုဗီယက်၏ဦးစားပေးအဆင့်တွင်မရှိခဲ့ပါ1950နှစ်များအတွင်းသို့ရောက်သည့်အချိန်ဆိုဗီယက်ကောင်းဆောင်များသည်1949ခုကွန်မင်ဖောင်စည်းဝေးနှင့်ကွန်မြူနစ်တို့ကကမ္မကရပြုသည့် February 1948 အရှိတအားကြလူငယ်များညီလာခံတို့တွင်ချမှတ်ခဲ့သောဆုံးဖြတ်ချက်များအတိုင်းရည်တည်ခဲ့သည်၁953တွင်ဆိုဗီယက်သတင်းစာများကဖဆပါလာအစိုးရအားရန်ကုန်ရှိအစုံတုပ်လက်ရာကိုင်းဆိုရှယ်လစ်ဝါဒီတစ္ဆာပေါင်းများဟုပြစ်တင်ဝေဖန်နေဆဲဖြစ်သည်တို့ရရင်ဦးနုဦးပါဆွေနှင့်ဖဆပါလာကောင်းဆောင်ပိုင်းမှနီလန်ပေါင်းစုံဖြင့်ကြိုးပမ်းမှုကြောင့်မြန်မာနိုင်ငံသည်ဆိုဗီယက်ပြည်အောင်စုကသဘောထားလာတဲ့ကဲ့သို့ဘမ်လိုက်ဆိုရှယ်လစ်နှင့် မိမိနိုင်ငံများအချိန်ဟွန်ပြင်ဖွင့်ပြိုးတိုးတက်လာနေသောစံပြတတိယကမ္ဘာနိုင်ငံတိုင်းနိုင်ငံဖြစ်သူတိုးတက်ပြောင်းလဲလာခဲ့သည်ဤချက်ကိုပထမဆုံးဖြစ်လူသိရှင်ကြားတည်ပြုခဲ့သည်မှာမြန်မာပြည်သူထောင်ကွာ55ဒီဇင်ဘာလအတွင်းတရင်တပတ်ကြာလာရောက်လဲပတ်ခဲ့သောဘူကာနီနှင့်ခရုရှက်တို့ဖြစ်သည်၎င်းတို့ကဗြိတိရှားဆန့်ကျင်ကိုလိုနီဆန့်ကျင်မိတ်ကွန်များကိုရန်ဆွယ်ကောင်းကောင်းပြောကြားခဲ့ရာစောစောပိုင်းကခေတ္တအလဲဝင်ရောက်လာခဲ့သောကျွေလိုက်မိခုံးများမှာကဲတူပြီးဖာစာပါလာဆိုရနေရန်ကုန်တင်းစာများက စီဘီဘီကိုဘာမှမခံပြုသည့်နေဖြင့်ဂုံယူဝင့်ကြွားစွာအော်ဂျီဟစ်ချဲသတင်းထုတ်ပြန်ကြသည်သူတို့၏လက်ဖက်ကြီးနောက်ပိုင်းတွင်ဆိုဘီယက်ရုရှားနှင့်အခြားကွန်မြူနီအုပ်စုဝင်နိုင်ငံများနှင့်ကုန်သွယ်မှုဆက်ဆံရေးတုံ့တိုးတိုးတက်သွားသည်၎င်းကိုတုံ့ပြန်သည့်နေဖြင့်ဗြိတိသျှနိုင်ငံသားဝန်ကြီးမစ္စတာနက်တင်ကဆိုဗီယက်တို့သည်ရှေ့တောင်အာရှတွင်ဟိဟန်ကြီးကြီးထုတ်လျက်ထိုးစစ်တရားဆင်နွှဲနေသည်ဟုဆွတ်ဆွဲလာသည်နိုင်ငံတကာကွန်မြူနတီတို့၏တုံ့ပြန်ချက်က CPB အတွက်စိတ်ဓာတ်ကျစရာကောင်းနေပြီဖြစ်တော့လဲ ဆိုဗီယက်ကွန်မြူနတီပါတီ CBSU ကဖြစ်စေတက်ကွန်မြူနတီပါတီ CCB ကဖြစ်စေ CBB ကိုသူတို့ရဲ့ချောချောမောမောဥဆောင်ရနောက်တိုလိုက်ပါရန်ပြားပေးနေကြောင်းတရုတ်ဆိုဗီယက်အကွဲပြတ်နောက်ပိုင်းဆိုဗီယက်ပြည်သူမှခရူရှက်ဘရန့်စ်နဲ့အိုဆူအီပြန်လည်ပြင်ဆင်သမားကောင်းဆောင်များကို CBB ကဒေါမန်ပြင်းပြင်းနဲ့တိုက်ခိုက်မှုများရှိခဲ့တော့လဲ၎င်းတို့ပြောသလိုပြားပေးနေကြောင်းမှာအထောက်အထားမရှိချေယနေ့ CBB ကောင်းဆောင်တို့ကရင်းချက်ကိုညှင်းပယ်ကြသည်မှသိကြသည်မြင်လို့ပင်ဆိုစီ ကွန်မြူနီလှုပ်ရှားမှုအထူးသဖြင့်ဆိုဗီယက်၏တတိယကမ္ဘာမှလွတ်လပ်ရေးရာဗီဇာနိုင်ငံများကိုဥတီသည့်ရေးပါသောချင်းကန်ဤအပြောင်းအလဲသည် CBB တွဲခေါ်ပုံနှင့်ရေးပါသောအစိပ်ပိုင်းတစ်ရပ်ဖြစ်လာသည်။ဘူဇာအုပ်ချုပ်ရေးတွေကရယူထားတဲ့အထူးရန်လွတ်လပ်ရေးဆိုတာကိုတိုက်ခတ်ရမယ်အစားနေရူရိုနာဇာတို့ဆူကာနိုတို့လိုကောင်းဆောင်တွေရဲ့အနောက်အုပ်စု policy ပေါ်ရန်လိုမှုတို့မဟုတ်တန်တရာထားမှုဆိုတဲ့ခံစားချက်တွေပေါ်မှာအမျက်ထုတ်ဖို့ကိုပဲဆိုဗီယက်တွေကစူးစမ်းတယ်ဟုဂျွန်ကာလင်ကရေးပါသည်။ ဤတော်သောအုပ်စုရတွင်မြန်မာပြည်ဥနုနှင့်ဖဆပါလာ၏ဆိုရှယ်လစ်ကောင်းဆောင်များကောင်းဆောင်အန်ကနေဒီမှာထင်ရှားပင်ဖြစ်သည်အငင်းပွားစရာများဖြစ်ပေါ်ကသည့်ထောင်ခွန်56ဖေဖော်ဝါရီတွင်ကျင်းပသည့်ဆိုဗီယက်၏အကြိမ်20မြောက်ပါတီကွန်ဂရက်တွင်ဤလန်းစင်တဲ့ကိုခရုရှက်ကပြင်းထန်ထောက်ခံကာကွယ်သွားသည်မြကျက်ဝါရတီဇန်နီယာများတွင်မင်းစစ်ပွဲသည်ကန်စီယမန်ယာတိုင်းတာဖြစ်၍မလွဲမရှောင်သာနိုင်ဆိုသည်မှမမှန်ကြောင်းဟူ၍ လီနီဝါဒစီမင်းဥတီများမှလူသိရှင်ကြားခွဲထွက်လျက်အတိအလင်းထုတ်ပေါ်ကျင်းညာခဲ့သည်ထို့နောက်ခရုရှက်သည်သူ၏ကြောကြားတော်လဲနားလည်မှုလွယ်မခံရသည့်စစ်နှင့်ပတ်သက်သောအိဗယ်တမတ်ချက်ကို1961ဇန်နဝါရီလဆိုဗီယက်လူမှုရေးသိပ္ပံအကယ်ဒမီတွင်တင်ပြရာ၌သူ၏အားပေါ်ကိုထပ်မံချက်တွင်ရှင်းပြခဲ့သည်၎င်းမှာကော်လိုနီနိုင်ငံသို့မဟုတ်ကော်လိုနီခေတ်လွန်နိုင်ငံများတွင်မျိုးသားလူမျိုးရေးအတွက် ပြင်းပြတဲ့ဘာဝအတိုင်းဖြစ်ရသောစစ်ပွဲတို့သည်မအင်အားကြီးနိုင်ငံများထိတ်တန့်ရင်ဆိုင်မှုဖြစ်ရခြင်းအကြောင်းရင်းဖြစ်သည်ဟုသူမတင်ကြောင်းဖြစ်သည်။နောက်ဆုံးနိုင်ဆိုရှယ်လစ်ဝါဒအောင်ပွဲခံရမည်ဆိုခြင်းမှာယခုအခါမလွဲ့မရှောင်သာနိုင်တော့ဟုသူယုံကြည်ထားသည်ဖြစ်၍ဤအောင်ပွဲအတွက်စစ်ပွဲများမလို့အပ်ဟု၍အဆိုပြုခဲ့သည်။တာလီမကွယ်လိုမီကစတင်ခဲ့သောဆိုဗီယက်ပေါ်လစီတွင်မှဤအရေးပါသောအရေးဖြစ်ပေါ်နေခြင်းကိုပြသည့်လက္ခဏာများထင်ရှားလာခဲ့ခြင်းမှာကြားလာပြီဖြစ်ပြီး 1954ဂျနေဗာကွန်ဖရင့်တွင်ပေါ်လွင်ဆုံးဖြစ်လာပါသည်။နောက်တွင်ဆိုဗီယက်လမ်းစဉ်သည်တရုတ်ဆိုဗီယက်အကွဲပြဲနောက်ကွယ်မှခြေကန်ကျောင်းများနှင့်တခုပါဝင် ဖြစ်လာပါသည်။မိတို့ပင်ဖြစ်စေ1950ခုနှစ်ကတည်းကစ၍ဟိုချီမင်းနှင့်ဘီယက်မင်းတို့ကိုလက်နက်ထောက်ပံ့နေခဲ့သော CCB ကောင်းဆောင်များကယင်းဂျနေဗာကွန်ဖရင့်တွင် BNN ကွန်မြူနတီများအားသူတို့၏ ဒေမီဘူးအောင်ပွဲကပူပူနွဲ့နွဲ့ရှိနေစေဖြစ်ချိန်တွင် MS ဆက်ကိုမြင်းမြန်တခြားမှနေ၍ BNN ကိုပိုင်းခြားပြည်ကိုလက်ခံရန်ဆိုဗီယက်ကပြည်အားပေးနေမှုကိုထောက်ခံကြသည်ဤဖြစ်ရသည် BNN Community Party အတွက်ပြည်စည်းမဲ့လူရန်စား၏ပြည်ပြည်ဆိုင်ရာပူပေါင်းရေးဝါဒ၏သဘောသဘာဝနှင့်အကန့်အသတ်များနှင့်ဆိုင်သောပထမဆုံးအဓိကတည်ခံစာဖြစ်ပြီး၎င်း၏တရားမှုကပါတီ၏ကဘာကြီးပေါ်ထားရှိသောခံယူချက်ကိုအလေးနက်ကြိုးတရားမှုဖြစ်ပေါ်စေပါသည်ဟု Gabriel Coco က မှတ်ချက်ပေးပါသည်ထိုချက်သည်ပင် CBB အတွက်လည်းတန်တရားဖြစ်ပွဲမရှိအောင်မှန်ကန်ပါသည်၎င်း IMBCO ကိန်းကင်ရက်တီသည်ဟူ၍လေလုံးထားခဲ့သည်နှင့်ဆန့်ကျင်လျက်တကင်ပတင်တင်ကစတုအားအတီးပြုကြွားကြခဲ့သည်မှာ1955ပြန်လည်ပြင်ဆင်လမ်းစဉ်ကိုကျင့်သုံးရန်ဟူသောဘိုးကော်မတီ၏ကျမငင်သောဆုံးဖြတ်ချက်သည်1950နှစ်များကလျှင်ပြန်စွာပြောင်းလဲနေသည့်ကမ္ဘာကြီးအတွင်းပြည်တွင်းရောနိုင်ငံတကာအခြေအနေနှမျိုးစလုံးတို့ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုအပေါ်အခြေပြုခဲ့ကြောင်းပင်ဖြစ်သည့်ဤဆုံးဖြတ်ချက်သည်အကြီးကျယ်ဆုံးသောအကျိုးဆက်များကို ဖြစ်ပေါ်လာပါစေလိမ့်မည်။မာဖြူဟာနှင့်ပတ်သက်သောတန်တရားများပြန်လည်ပြင်ဆင်ဝါဒဤနောက်ခံအကြောင်းတရား CPP သည်1954ခုနှစ်တည်တိုင်းအလန့်တကြားဖြစ်လာသောခြေစစ်ဆင်မှုများမလုပ်ခဲ့တော့လဲ၎င်း၏ကျေးလက်ဒေသလွတ်မြောက်နေမျိုးတို့အနေအများပြကိုကာကွယ်နိုင်ခဲ့ပါသည်။တမ်ရိုရီပင်မတိုက်ကို KMD ကိုတိုက်ခိုက်ရန်တက်ပြန့်ထားရခြင်း KNU နှင့်ခြားတိုင်းသားတပ်များကရှေ့တောင်ပိုင်းတွင်ရှိနေခြင်း CPB ပြည်သူ့တပ်မတော် PK ကမပြတ်တမ်းတိုက်ခိုက်နှောက်ယှက်ခြင်းနှင့်ပြောက်ကြားတိုက်ခိုက်ခြင်းတကတည်းရန်တပ်ဖွဲ့တဲ့တကတရံနဲ့မြေတွင်းရှိ PVO တို့မဟုတ် KNU တပ်များနဲ့ပူးပေါင်းလျက်တို့ဖြင့်စစ်စည်ရင်လုပ်ခဲ့ရာစိုးရတပ်များကိုထိ ंछ ုတ်ထားနိုင်ုံများထက်ပို၍ဆွမ်းဆောင်နိုင်ခဲ့သည်နိုင်ငံ၏မြောက်ဘက်ရခိုင်ပြည်နယ်နှင့်ကတာနယ်တို့မှစတင်၍တောင်ဘက်တဝဲဘိတ်ဒေသထိတပ်မတော်ကင်းလက်ဖွဲ့များကိုခြုံငုံတိုက်ခိုက်ခြင်း မီယရာနှင့်ဘတ်စကားသို့မဟုတ်နယ်စွန်နယ်ပြားရှိဇိုးရချေဆိုင်စကန်များနှင့်အဆောက်အုံများကိုတိုက်ခတ်ခြင်းဆသောတိုက်ခတ်မှုမျိုးမျိုးတွင်ကျွမ်းကျင်ပြောင်မြောက်လာအောင်လက်ရည်သွေးခဲ့သည် CBB ဒေါ်ရင်းစကန်ငယ်များကိုသိမ့်ပိုက်ခြင်း CBB ထောက်ခံသူများလက်နက်ချခြင်းတို့ကို CBB နီကုံအတွက်ဏိဒန်းအဖြစ်ဇိုးရကကြွေးကြော်ထုတ်ပြန်မည်ဖြစ်တော်လဲလက်တွေ့ဘဝတွင်နိုင်ငံတော်ဝင်ရှိမျိုးများ၌ CPB ပျောက်ကြားများလှုပ်ရှားနေစေဖြစ်သည့်ရန်ကုန်မြို့စုပိုင်းမှာပင်အစိုးရတပ်များသည်အမောင်ရောက်သည့်နေ့မြို့ဝင်ခိတ်အပြင်ဘက်သို့အရဲစွန်ထွက်ဝင်သည်မှာရှားပါလာသည်တော်များတောင်များနှင့်ခြေတက်ဒေသများကိုတဘုံတို့ကပိုင်ဆိုးထားစေဖြစ်သည့်တကင်တန်းထွန်းတကင်ဆိုးနှင့်အခြား CPB ကောင်းဆောင်များဖမ်းမိရေးအတွက်စုဝင်တော်တွင်ထုတ်ခဲ့ရာ1952နှစ်များအလယ်ပိုင်းလောက်တွင် M ခန်းလောင်စရာတူဦးလင်တသိန်းအထိရောက်သွားပါသည်သို့သောအသက်ဘေးကိုရဲတပ်ဖွဲ့ကအကာအကွယ်ပေးရန်အာမခံသည့်တိုင်စုဝင်ရသွားသူတူဦးမြပေါ်ထွက်မလာခြင်း သို့သောပါတီကောင်းဆောင်ပိုင်းတွင်မှကြီးစွာသောအချက်အတဲတရသည့် CBB စစ်ရေးအောင်မြင်မှုအောက်တွင် ဖုံးကွယ်တည်မြုပ်လျက်ရှိသည့်ဤအခက်အခဲများသည့်စစ်ရေးတဲ့နိုင်ငံ၏အခက်အခဲများတွင်သာဖြစ်ပြီး CBB ပါတီရန်ရသည့်စာပုံတွင်စစ်ရေးတို့နှင့်သာသက်ဆိုင်သည့်အထူးသဖြင့်ပါတီဝင်များ၏အသွင်းနှင့်လေကျင်တင်တန်းပေးခြင်းတို့တွင်ဖြစ်ပြီးထိုစဉ်ကဆ၍ CBB ကောင်းဆောင်တို့အားအစဉ်ဖိစီးနေစေခဲ့သလိုဤပြဿနာကိုဘယ်ကာကမှလည်းဖြေရှင်းနိုင်ခဲ့ခြင်းမရှိဟုအများကဝေဖန်ကြသည် လူထုထောက်ခံမှုကိုဆက်လက်ရရှိနေတော့လဲနိုင်ငံတွင်းနေရာတော်များများ၌လေ့ကျင့်ထားသောစီဝင်သမားများနှင့်စီမံအုပ်ချုပ်သူကလပ်စီများဖွဲ့စည်းထားရန်အမြဲလိုအပ်လျက်ရှိသည်။ဖာစာပါလာနှင့် KNU တို့ကဲ့သို့ပင်သူတို့၏မျိုးသားကောင်းဆောင်များသည့်အထူးကအပြင်လူလက်တန်းစားသို့မဟုတ်ကုန်သင်နောက်ခံပညာရက်များဖြစ်သည့်အများစုတို့သည်အ ਨੇ စုံအထက်တန်းအောင်များဖြစ်သည့်ဥမာအပြင်တခင်တန်းတို့သည်ရန်ကုန်မှအထက်တန်းပြဆရာတို့ဖြစ်ပြီးတခင်ချစ်မှသူနည်းတူမန္တလေးမှအထက်တန်းပြဆရာဖြစ်သည်။ PAC UC ချုပ်ဘူဇီယာတီပင်လင်းရန်ကုန်တက္ကသိုလ်ကျောင်းသားများတက်မကကြီးဥက္ကဋ္ဌဟောင်းတူဖြစ်သည်တို့တော့ဒုမာစီယုံကာလဒုတိယကမ္ဘာစစ်နှင့်လွတ်လပ်ရေးကြိုးပမ်းမှုတို့မှနိုင်ငံရေးစည်းရုံးမှုအတွေ့အကြုံများရှိထားသည့်အချိန်ယခုဝိမိပြည်သူချင်းချင်းတိုက်ခတ်နေရသောစစ်ပွဲတွင်ရေရှည်စစ်ပြူဟာသို့အကူအပြောင်းဖြစ်စဉ်တွင်ယခုနဘူးတွေဒူးတွေရင်ဆိုင်နေရသည့်ခက်ခဲကြမ်းတမ်းလာသောတော်တွင်ဘဝတို့သည်လွယ်လာသောအလုံးမဟုတ်ချေဤဟာကွဲများကိုပြန်လည်ဖြည့်ဆည်းရန်အတွက် တော်လည်ရေးအစားပိုင်းနှင်များတွင်က CBB ခရိုင်စည်းရုံးရမှုတို့က Marx နေနေဝါဒနှင့်မဝါဒတို့မှအပြောင်အလဲဆုံးဆိုသည်တို့ကိုအသုံးပြုလျက်ဒါဇင်နှင့်ကြီးသောစီရင်နှင့်နိုင်ငံရေးတင်တဲ့များပေးခြင်းဖြင့်မြို့ပေါ်ရှိပါတီစည်းရုံးရေးလုပ်ငန်းများ၏တည်ရောက်မှုနှင့်လွတ်မြောက်နေမြင်များတွင် CBB အချုပ်မှုရည်သွေးတို့ကိုတိုးတက်လာအောင်ကြိုးပမ်းလှုံ့ဆော်သည်နေ့စဉ်သီးနှံကုန်များကိုတခါတရံသီးနှံတွဲ၏၁၀ရာခိုင်နှုန်းထိမြင့်မားစွာစီးကျက်ပြီးနေမြေကန် PA တပ်ဖွဲ့များအတွက်ရိတ်ခါထောက်ပံ့ရန်နှင့် CBB နောက်ခံပေးထားသည့်မျိုးမျိုးသောလယ်သမားအမျိုးသမီးနှင့်လူငယ်အဖွဲ့အစည်းတို့၏နှစ်စဉ်ကြေးများကိုချခံပေးရန်အလौသမားလယ်သမားများကိုအားပေးအားများပြုသည်သို့သောခေတ္တများအလုံးရည်ချင်းမိကြသည့်ဖောက်ချောင်းတည်တာပါသည်ရန်ကုန်ရှိဂါဒီယန်သတင်းစာကပင်ယနေ့မြန်မာပြည်ကိုဥဆောင်နေသောခေါင်းဆောင်များများထက်စွမ်းဆောင်ရင်ကောင်းသည့်နိုင်ငံရေးသမားနှင့်ခေါင်းဆောင်တအုပ်ဟု၍ဖော်ပြခံရသောတခင်တန်းထွန်းကပြည်မျိုးရင်ကျင်းပသည့်1950ပြည်သူ့ဒီမိုကရေစီတပ် UPDF ညီလာခံတွင်ပြောကြားသည့် အလွန်ပြောင်ပြောင်သောမိန့်ခွန်းတွေမင်းပြစ်လာတဲ့အခါမင်းလိုပြုမှုရမယ်ရှေးတုန်းကမော့စလင်တရားဟောဆရာတွေကလက်တစ်ဖက်မှာကိုရန်ကျန်နောက်တစ်ဖက်မှာဓာကန်ပြီးသာသနာပြုခဲ့တယ်လို့ပဲကျုပ်တို့လည်းလက်တစ်ဖက်မှာကောင်းမြတ်တဲ့ဝါတာနောက်တစ်ဖက်မှာတနက်ကန်လှုပ်လှုပ်မယ်ဟုဆိုပါသည်ယင်းညီလာခံတွင်တရုတ်ပြည်တွေ့ကြုံကိုပြန်လည်ဆင်ခြင်သုံးသပ်ခြင်းနှင့်1948-49အတွင်းတိုင်းပြည်ကတောင်းကနေဖြစ်ခဲ့ခြင်းက CPB မြို့ပြစီရင်လုပ်ငန်းများနောက်နေခဲ့သည်ကိုဝန်ခံအတိမတ်ပြုခြင်းတို့ဖြင့် ကြာမြင့်စွာဆွေးနွေးညှိနှုံကြပြီးမှတကင်တန်းတွင်ဆုံးဖြတ်ချက်ထွက်ပေါ်လာသည်၎င်းဆုံးဖြတ်ချက်မှာမော်စီတို့၏နမူနာကိုလိုက်လျက်ကြေးလက်နေတာကလည်းသမားတို့ပေါ်ခြေပြုသည့်တိုးတက်သောပါတီစည်းရုံးရေးကိုပုံမတော့ဆောင်ခြင်းဖြင့်ပါတီကြေးလက်ဒေသခြေခံကိုအင်အားဖြင့်တင်းနှာရေးကြိုးစားရန်ဖြစ်သည်တောင်သူနယ်သမားတို့ပေါ်အားထားရန်ကြေးလက်အခြေပြုနယ်မြေများတည်ဆောက်ပြီးမျိုးကြီးများကိုဝိုင်းပန်းလျက်နောက်ဆုံးတွင်တင်ပတ်ရန်အတွက်တော်ပိုင်းဒေသများကိုအတုံးချရာမည်ယင်းသည်တုတ်တော်လန်ရေးတွင်အောင်မြင်နီလန်ဖြစ်ခဲ့သည်ဟု လင်ပြန်ကရှင်းပြထားသည်ဤနီလန်သည် CBB တို့သဘောတရားအရသာမဟုတ်လက်တွေ့ကျသောခြေလန်းဖြစ်သည်တရုတ်ပြည်ကဲ့သို့မြန်မာပြည်တွင်လည်းတောင်သူလက်သမားတူနှင့်ခြေလက်ပစ္စည်းမဲ့လူဒန်းစားတို့ကလူရည်စုစုပေါင်း80ရာခိုင်နှုန်းခန့်ရှိသည်ဟုခန့်မှန်းထားသည်မော်စီတော်၏မဟာဗျူဟာအောင်ပွဲခံနိုင်ရန်အတွက်ပြည်တွင်းစစ်တွင် community တို့ဘက်မှတောင်သူလက်သမားတို့၏ထောက်ခံပါဝင်မှုကိုရရှိရန် CBP တို့ကစီရင်နိုင်ရပါမည်။စင်စစ်အပြင်1950ခုနှစ်မှစ၍ CBP သည် ၎င်း၏မြေယာစနေပြုပြင်ပြောင်းလဲရေးတွင်ပါဝင်သောလယ်လုတ်သူလယ်ပိုင်းလမ်းစဉ်ကိုတုံ့ပြန်လှုပ်ဆောင်ရင်း PAE အုပ်ချုပ်မှုအောက်တွင်တောင်သူနယ်သမားနောက်ခံစစ်သည်ဥယျာဉ်တိုးတက်လာရန်စတင်လှုပ်ဆောင်ခဲ့ပါသည်ထို့သောဆောင်ရွက်ချက်များအတွင်း၌ပင်မမျှော်လင့်နိုင်သောအန္တရာယ်ကပါလာပြီးဖြစ်သည်စားသုံးစံပုံမှန်ထောက်ပံ့ရေးကိုအမှတ်ခံနိုင်ရန်အခက်အခဲရှိလာရာအထူးသဖြင့် တက်ကြွလွန်လာသောပါတီကောင်းဆောင်များကအမြင့်ကျင်းမြောင်းစွာဖြင့်ဇိုးရထိန်းချုပ်ထားသောနယ်မြေများသို့ဆန်စပါးတင်ပို့မှုကန့်သတ်ခံရသည့်နယ်မြေအများအပြားတို့တွင်ဖြစ်သည်ဤသို့ပြုခြင်းကြောင့်ထိုနယ်များတွင်စံစဘာဇီနုံပြုတ်ကျသွားတော့သည်အခြားနယ်မြေများတွင်မူပါတီဂေတာများကထင်သားချက်ခြေခံမှုဖြင့်မြေပြန်လည်ဝေချမ်းရေးကိုဆောင်ရွက်ကြရာမိသားစုတွင်အမြင်မတူမှုကိုမပြေလည်စေရုံများမကမိလောင်ရာလေးပင်ဖြစ်သွားစေသည်ထို့ပြင်အထက်ထက်ပြန်ကြော့တတ်သည့်ပြဿနာဖြစ်သောစစ်နယ်ရှင်ဝါဒ ဂုံဖောက်စစ်ဗင်ဝါရပြန်ပေါ်လာရာဘာသာဘာလာပြည်သူရဲဘော်များနဲ့ KNU တို့ကဲ့သို့ပင် CPB နဲ့မြေစည်းရုံးရေးဘူးတို့ကိုအာရုံထွေပြသွားစေသည့်သို့ဖြစ်၍1955ရောက်တွင် CPB ထိုးစစ်များ၌ဆွဲရင်ခန်းဆောင်လာသည့်အပြင်ပိုရွင့်ပင်စိုးရင်စရာကိစ္စတရားပေါ်ပေါက်လာသည့်၎င်းမှာတခင်တန်းတို့ကိုယ်တိုင်အား CPB ထောက်ခံသူလူငယ်များ၏အံ့ဩဖွယ်ယူသားလာသည့်ဝေဖန်မှုများပြန့်နှံ့လာခြင်းဖြစ်ရာ CPB ကောင်းဆောင်ပိုင်းကပါတီရင်မှန်းချက်နေနည်းပြပါတို့ကို AIDG ပြန်လဲတောင်းတရန်အချိန်ကြော်လွန်လာသည်မှာကြာပြီဖြစ်ကြောင်းကောင်းစွာသတိပြုမိလာကြသည်1955ဆော့ပိုင်း၌အစ်စ်မြင့်မူဝါဒပြန်လဲတောင်းတမှုများလုပ်ခဲ့ရတွင်ဥနုဇိုယာ၏လောလောဆယ်စီရင်နေနိုင်ငံ၏တိုးတက်လှုပ်ဆောင်လာနိုင်မှုအတော်များများရှိကြောင်းတကင်တန်းထွန်းကဝန်ခံပြောကြားခဲ့ပါသည်ဖာဆာပါလာက CPB ပေါ်အသာစီရခဲ့သည့်နေပင်ကားကုကို၎င်းကအချင်းချုပ်ချပြရာတွင်လက်ဝဲလန်းစဉ်ဖြင့်တပ်ပေါင်းစုတစုဖွဲ့စည်းရေးကိုဖြတ်ကွက်ခဲ့ခြင်း ဒီနေရာမှာအလန်လီများကိုအပြစ်တင်သည်မွန်ကင်ရဲ့စားသည့်လူနည်းစုလူမျိုးစုတဘောအုပ်စုများကိုထိရောက်သောဥစားမှုမပေးထမ်းခြင်းပြည်သူလူထုအတွင်းမှာအလွန်ကြိုးစည်းပိုင်းကြခြင်းနေမှုကဖဆပါလာ၏ပြည်တော်သားစီမံကိန်းကိုထောက်ခံမှုရလာစေခြင်းပြည်သူတို့၏တည်ငြိမ်ကိုထုံတိုင်းဝေဖန်စေရန်အတွက်ဖဆပါလာကနိုင်ငံအတွင်းဘာသာရေးပြန်လည်နှိုးချမှုကိုတုံ့ချခြင်းနှင့်အမေရိကန်ကူညီကိုညှင်းပယ်ခြင်းဖြင့်ဟန်ဆောင်ကြားနေမှုတွင်ဖဆပါလာကိုအများကထောက်ခံလာခြင်းတို့ပါဝင်သည် တခင်တန်းတို့ကဖဆပါလာတို့ဤတို့အသာစီးရနေသည်များမှာယာယီဖြစ်ကြောင်းအကောင်းမြင်လျက်ရှင်းပြပါသည်ဤမတည်ငြိမ်သောနောက်ကန်အခြေအနေဖြင့်နိုင်ငံတစ်ခုလုံးမှာ CBB ကောင်းဆောင်များသည့်1955ဧပြီမေတွင်တခင်တန်းတို့၏တော်ရင်ဌာနချုပ်တွင်စုဝေးလာကြသည်ထိုစဉ်ကဌာနချုပ်မှာမင်းပူးနှင့်ပကုတ်ကူခံနေကြမြင့်ပေါ်ရှိဆက်တော်ရမျိုးနီခွေးဦးစခန်း၌တည်ရှိသည်ဤသမားဝင်ဘိုးကော်မတီစည်းဝေးတွင်ပါတီပြန်လည်ပြင်ဆင်ရေးသို့မဟုတ်ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးနိုင်စဉ်ကိုချမှတ်ခဲ့ပါသည် ချုပ်ထွေးမှုများကအီစီဝေးကြီးနောက်သို့တကောက်ကောက်လိုက်သွားသည်တခင်ပသိန်တင်နှင့်သူတို့စုကအီမာဗျူဟာတိတ်ကို CCP ဟု၎င်းတို့ဆိုလိုခြင်းသောနိုင်ငံခြားကွန်မြူနတီပါတီတစ်ခု၏ဓာတ်ရိုက်ဩဇာပေးမှုကိုဝါယာလက်ဖြင့်ပေးပို့ခဲ့သည်ဟုတမရဝါဒဖြန့်ချီသမားတို့ကဆက်လက်စုံကန်ထားဆဲဖြစ်သည် CPP ကောင်းဆောင်များကပါတီတွင်ဆုံးဖြတ်ချက်ဟုဆိုသည့်ပြီးသို့ဖြစ်စေတခင်ပတင်ကိုယ်တိုင်ဝန်ခံပြောကြားချက်အရအီချင်းကတ်မှုအသည့်တွင်တစိမ့်တစ်ပိုင်းအပြင်ပါဝင်နေသည်မှာ community လောကတွင်ရှိမကြသေးမီကအပြောင်းလဲများကို CPB ကစီစီသုံးသပ်ထားချက်ဖြစ်သည်မော်စကိုမှခရူရှက်ရှိလာသည့် community လုံခြုံမှုရွှေ့ခဲ့ဤကရက်လိုင်းတုံကလေးများသည်မြန်မာပြည်တော်ရင်းရှိနေစွနေပြကင်းစခန်းများသို့ရက်ခက်ရောက်ရှိသွားပြီဖြစ်သည်ဆယ်စုနှစ်တခုကြာပြီးနောက်ပြန်လည်ပြင်ဆင်ရေးအတွက်အပြစ်တင်မှုများစုကိုခံယူကြရသူများမှာ CPB ပါတီကြီးတန်းရာရှိများဖြစ်ကြသည့်တခင်တန်းထွန်းတခင်ဗသိန်းတင်တခင်စင်နှင့်တခင်ချစ်တို့မဟုတ်ပဲဝါရာယီရာကြောင့်မများဖြစ်သည့်တခင်ပါတီနှင့် ရဲဘော်ထီတို့သာဖြစ်ပါသည်သို့သောမိသူကအစုံတိုင်းတာဝန်ရှိသည်ဖြစ်စေ၎င်းလမ်းစဉ်က CBB လမ်းနက်ကင်တော်လိုင်းမှာပြပိုင်းပြမအိတ်ပဲကိုပြောင်းလဲသွားစီခဲ့သည် 1955လမ်းစဉ်သို့မဟုတ်နာမည်ပြည့်စုံရပြည်တွင်းစဉ်ရက်စဲရေးနှင့်ပြည်တွင်းငြိမ်းချမ်းလမ်းစဉ်သည်ကွန်မြူနီဝါဒငြိမ်းချမ်းစွာဖြစ်ပေါ်နိုင်ခြင်းရှိကြောင်းကိုအတိအမှတ်ပြုထားပြီးတပ်ပေါင်းစုမှဗျူဟာပုံပုံကျေပြန့်လာအောင်တိုးပြင်အားထုတ်ရေးကိုတောင်းဆိုထားသည်ဒုမြမကာဖဆပါလာနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန်လည်းကံလန်ထားသည်သို့သောဤလမ်းစဉ်သည်ယနေ့ CPB ထောက်ခံသူများကအလေးနက်ပြောကြားတဲ့ကဲ့သို့ CBB ဒီလမ်းနဲ့ကင်ကြိုးပမ်းမှုကိုဆက်လုပ်ရန်ဟူသောတန်တိတ်တန်အဆုံးသတ်သွားပြီဖြစ်ကြောင်းကိုအချက်ပြခြင်းဖြင့် လုံးဝရည်ရွယ်မထားပါထို့များမကတကယ်ပါတည်ရင်1940ကိုစာတန်းကိုပြန်လည်ဆင်ခြင်ကြည့်လင်၎င်းစာတန်းသည်နိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးတောင်းဆိုချက်ကိုကျွန်တော်နောက်ခံပြုပေးရန်အတွက်တပိတ်တိုက်ပွဲများနှင့်ဆန္ဒပြပွဲများကိုတွဲပြေလုံဆောင်သွားပြီး၎င်း၏နောက်ဝယ်မှမြို့ပေါ်တွင်အသည့်တော်နိုင်ငံ၏မောင်းနှင်အားပေးရန်ဟူသည့်အခြေခံဖြင့်ရေးဆွဲခြင်းဖြစ်သည်1955လမ်းစဉ်အောင်မြင်မှုကကြီးမြို့ပေါ်နိုင်ငံ၏ဆောင်ရွက်မှုနှင့်ကိုရမငြိမ်းချမ်းရေးကော်မတီသမိုင်းတွင်ရေးပါမှုရကြည့်လင်55လမ်းစဉ်မှာ ထွက်ပေါ်လာသောရလဒ်များသည်ယနေ့ CPB ကောင်းကောင်တို့ကအလွန်ကြီးမားသောအနှောက်အယှက်ဖြင့်အမှန်မင်းသဘောထားကြတော့လေ1945-46ကစိုးစုံသောမားမြနှင့်နိုင်ဆံလင်းကောင်းစိုးရောနှောလျက်ရှိသည်ဟုသဘောထားရမည်ဖြစ်သည်နိုင်ငံအနှံ့သို့ကျိုးမဲ့အတန်နှင်းဆွေများဆက်သားများဖြင့်လင့်မြန်စွာလက်ဆင်ခံပေးပို့နိုင်ခဲ့သောဘိုကောင်တီ55လမ်းစဉ်ဆုံးဖြတ်ချက်များကိုပြည်မှာပိုင်းတွင်လူထုများစုကကောင်းစွာကြိုဆိုထောက်ခံကြသည်တရားဒေသမှုရွတ်သွားသော CBB ချင်းကပ်ပုံကို၎င်းနှင့်မြင်ရင်းပွားမှုမကြာခဏဖြစ်နေသည့် KNU မုံပြည်သူတက်ဦး MPN နဲ့အခြားဖက်ပြိုင်သူမျိုးသားရွာတွေကကြိုဆိုကြသည်55လမ်းစဉ်သည်လူနည်းစုတိုင်းသားတို့နှင့်ပတ်သက်ရင်းနှစ်ဖက်သွားတားပေါ်မှာဖြစ်တယ်လဲအမျိုးသားဒီမိုကရေစီညီညွတ်ရေးတက်ဦး NDUF ကိုဖွဲ့စည်းလိုက်သည့်အချိန်လင်းနေကြဥစားမှုပြုနိုင်ခဲ့သည့်၎င်းသည်မြန်မာပြည်အလဲပိုင်းတကြောမှလူနည်းစုဗမာတို့အပါအဝင်တိုင်းသားဖက်ပြိုင်သူအုပ်စုများကိုပထမဆုံးချိန်ကိုစားပြုသည့်အမြင်မူလဲရသည့်တခုတည်းသောတပ်ပေါင်းစု ဖြစ်သည်ထိုနည်းတူမြို့ပြနိုင်ငံရေးတကြောလှရသူများက လမ်းစဉ်တွေကိုထောက်ခံကြသည့်၎င်းဒီ CPB နှင့်မြေပေါ်အတိုက်ခံပါတီမျိုးမျိုးတို့ကြားပထမဆုံးသောနောက်ဆုံးလည်းဖြစ်ကောင်းဖြစ်နိုင်သည့်အရေးပါသည့်နိုင်ငံရေးမဟာဗျူဟာနှင့်အယူဆအတွက်ချိန်ဆက်လည်းဖြစ်လာသည့်ဤစဉ်တွင် CPB ကေတာများသည့်ရန်ကုန်အတွင်းအပြင်ဝင်ထွက်သွားလာမှုတွင်ထိုင်းတင်အားလျော်စွာလွတ်လပ်မှုရှိဆဲဖြစ်ပြီးရန်ကုန်ရှိနိုင်ငံရေးဩဇာကြီးသော BWPP ကဤလမ်းစဉ်ကိုတော်ပိုက်တော်အပြင်ထောက်ခံပါသည်ထို့ကြောင့်ကြောင့်ညဘာပါမညာတာဖွဲ့ရေးကိုပုံမှန်မြန်ဆန်စွာဆောင်ရွက်နိုင်ခဲ့ပြီးဤငင်းချင်းလက်မှတ်ရမှုပါရာ 1956ရွေးကောက်ပွဲတွင်ဖားစပါလာကမဲမတမာမှုပြုသည်ဟု၍ဆွဆွဲချက်ကျပြန့်စွာထွက်ပေါ်လာခဲ့သည့်အချိန်ဖားစပါလာကိုအံ့ဩစရာကောင်းလောက်အောင်ကတ်လိုက်နိုင်ခဲ့ပြီ။ဂျေးလက်မဲဆန္ဒနယ်များပြတွင် CBB ကဒေသခံနယ်သမားတို့ကိုပမာညတာကိုယ်စားလှယ်ဟောင်းများအားမဲပေးရန်အားပေးလှုံ့ဆော်ခဲ့ရာ၎င်း၏ဩဇာလွှမ်းမိုးမှုကိုရှင်းလင်းစွာပြသောအမှတ်လက္ခဏာဖြင့်မြန်မာနိုင်ငံအလဲပိုင်း CBB အဓိကအမှန်ငယ်နယ်မြေများတွင်ပမာညတာတို့အားကောင်းဆုံးဖြစ်ကြောင်းတွေ့ရှိရသည်။ ရွေးကောက်ပွဲပြီးဆုံးပြီးနောက်ပိုင်းကာလများတွင် NUFMM များ၏လွှတ်တော်တွင်ဆွေးနွေးချက်များနှင့်တက်တက်ရရအချိန်ကာလရဲ့ CPB ကဘုံခွဲတိုက်ခိုက်မှုများပြုလုပ်သည်ဟုလေ့လာသူတို့ကဆိုကြသည် NUF တို့ကဖာဇာပါလာအနေနဲ့ဆွေးနွေးညှိနှိုင်းမှုကိုလက်မခံဘဲကောင်းမာနေမှုသည် CPB အားလက်နက်ကင်ကြိုးပမ်းနေမှုများကိုဆက်လက်လုပ်ရန်တွန်းအားပေးနေခြင်းဖြစ်ကြောင်းကန့်ကွက်ဆွေးနွေးကြသည် တို့ဖြစ်တော့လဲ CBB ထိုးစီအချိန်ဟုံမြင့်တက်လာတော့ခါနိုင်ငင်းချင်းလှုံရှားမှုဤအဓိကအင်အားစုဖြစ်ထွက်ပေါ်လာသူမှာတိုက်ခံပါတီပမာညတာမဟုတ်ပဲ1954စတာလင်ငင်းချင်းရေးစုရှင်တို့မာစီယုံပူတွဲတည်ထောင်သူအများလေးစားကြည်ညိုခံရသောဝိုင်းရင်အမျိုးသားရေးဝါဒီတခင်ကိုရမိုင်းဖြစ်နေသည်အသက်80နှစ်ရောက်နေပြီဖြစ်သောကိုရမိုင်းသည်သူ၏လူရှင်ဥပါ ီရင်ငင်းချိုင်းကော်မတီကိုကြေကြေပြင်းပြင်းထောက်ခံမှုရရန်ဆွမ်းဆောင်နိုင်ခဲ့သည့်အ ਨੇ ဆုံးနေဖြင့်ဖဆဘလကောင်းဆောင်ပိုင်းကသူနှင့်မဖြစ်မနေတွေ့ဆုံရန်လိုအပ်သည်ဟုခံစားလာရသည့်တစ်ချိန်တော့ရှိသည် CPB ပြောက်ကြားတွင်လက်ချက်ဖြစ်သည်ဆိုသောဥပစွေရောက်ခမလောက်ချံခံရပြီးနောက်ဖဆဘလမှုဆောင်တို့အားစီလို့၍ CPB နှင့်ဆက်ဆက်ညှိနှိုင်းမှုပြုရန်ညှင်းပယ်ခဲ့သည့်အကြောင်းရင်းကိုသူကိုယ်တိုင်အားရှင်းပြရန်လိုသည်ဟုသောဖိအားကြောင့်ဖြစ်သည်သူအားလာရောက်တွေ့ဆုံကြသည့်နိုင်ငံရေးသမားတို့မပြတ်မလက်တန်းရှိနေသည့်အထက်တွင်ထင်ရှားပုံကူများဖြစ်သော BWPB ဘာဒါလာစာမှာဥပနေနေတက်ခင်တွင် community တင်ကွယ်တိုင်ပင်ပြင်းတို့ပါဝင်ပြီး CBB ကေတာများနှင့်ဆက်သားများလေးဝက်စာတက်ရောက်သည့်အစည်းအဝေးများတွင်ငင်းငယ်လှူရှားမှုနှိပြူဟာများကိုဆွေးနွေးကြသည့်ထို့နောက်ငင်းငယ်လှူရှားမှုထွတ်တိတ်လို့ရောက်လာသော1958တွင်ဖာစာဘလာကငင်းငယ်ကော်မတီအား CBB ကိုစားလူသီးရှင်သာစကားပြောရန်နှင့်ဆန့်ကျင်တော်လှန်မှုများစတင်ဖြစ်ပေါ်ခဲ့သည့်ဆယ်နှစ်ကျော်နှစ်ပတ်လည်နေ့ကိုလူထုငင်းငယ်ဆန္ဒပေါ်တော်ပွဲများတွင်ကျင်းပရန်ခွင့်ပြုလိုက်သည့် နှစ်ပေါင်း30လွန်ပြီးနောက်1988ဒီမိုကရေစီလှုပ်ရှားမှုတွင်ဦးထွန်းတင် NLD နှင့်ဦးညိုဝင်းပြည်သူ့တိုးတက်ရေးပါတီ PPP ၏ပါဝင်တကြီးဝါကြီးကောင်းဆောင်များပြားကိုဖမ်းဆီးခဲ့ခြင်းအဓိကအကြောင်းရင်းများစွာနဲ့တစ်ချက်မှာထို1958ငြိမ်းချမ်းရေးဆန္ဒပြပွဲများတွင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းကိုစစ်ထောင်လိုင်းရေးကြီးကဗိုလ်မှူးချုပ်ခင်ညွန်းကအလေးပေးပြောကြားခဲ့ပါသည်ဤသို့ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍တက်တည်ထောက်ထားတင်းတင်းကြပ်ကြပ်မရှိတော့လဲ နောက်ပိုင်းတွင်ညိုဝင်းဒီ CBB ပြောင်ကြားတက်တွင်နှင်းနှဲငယ်ချောင်းဝင်ရောက်ခဲ့တော့လဲသူတို့ CBB နှင့်တခြားလုံးလုံးခဲ့သည်ဆိုသောကောက်ချက်မှာရှင်းလင်းစွာမှန်ကန်ပါသည်တကင်တန်းတို့ကငင်းငယ်ကော်မတီနှင့်ဓာတ်ရဆက်သွယ်မှုလမ်းကြောင်းတိစောက်ခဲ့ခြင်းသည်ကိုရမိုင်းဒီလက်ဝဲနိုင်ငံရေးသမားအမတ်မင်းဖြစ်တော်လဲ CBB တောက်ခံသူဟူ၍အထိပယ်မရပါငင်းချမ်းရေးကော်မတီစည်းဝေးများစွာကိုတက်ရောက်ခဲ့သော CBB ကေရာဟောင်းတူက သူသည်ဇိုးရပြုတ်ချရေးကိုဖုံးဖုံးပြပြနဲ့တုံ့ချင်တဲ့ဒီမိုကရက်အကျွမ်းမဲ့ပြောင်းလဲသမားဖြစ်တဲ့ဒါသူနီလန်ပန်းဟုထုတ်ပေါ်ပြောပြသည်ထူးခြားသည့်အချက်မှာထိုကေတာကပင်ရန်ကုန်မြို့အတွက် CPB မြေအောင်စည်းရုံးရေးမှူးတူးအနေနဲ့ BWPB နဲ့ NUF အပါအဝင်ငင်းချမ်းရေးအတွက်လှုံ့ဆော်စည်းရုံးနေသူများပေါ် CPB ဩဇာများမှုကိုလျှော့တွက်ပါသည်တင်ကင်တန်းတို့ဖြစ်ဖြစ် CPB ပဲဖြစ်ဖြစ်ဒီငင်းချမ်းရေးလှုံ့ဆော်မှုကိုဒီကိုယ်တော်အနေနဲ့အစပြုပေးနိုင်လိမ့်မယ်ဖြစ်မှုအခြေနဲ့ပတ်ဝန်းကျင်အခြေအနေတွေမှန်ကန်နေတာကသာပိုရေးပါပါတယ်ဟုပြောပါသည် ို့ဖြစ်ရာရင်းချိုင်းရင်းနှင့်ညီညွတ်ရေးလမ်းစဉ်ကိုကိုရမားနေတခင်လွင်တခင်ချင်းနဲ့ဥပါနေတို့ကဲ့သို့ BWPPE Marks Wari ကောင်းဆောင်များထဲမှလူသိရှင်ကြားထောက်ခံမှုရခဲ့ခြင်းသည့် BNN နိုင်လက်ဝဲတာဝန်တွေဖြစ်ပျက်ခဲ့တယ်လို့ community party ကသူတို့အားထင်းထုတ်ထားခြင်းသို့မဟုတ် challenge ခြင်းဟူ၍အထိပ္ပယ်မရကြောင်းထက်မှန်ဖော်ပြရန်အရေးကြီးလာပါသည်၎င်းအစားမြန်မာပြည်မှလက်ဝဲနိုင်ငံရေးကြီးဆက်လက်၍အကွဲကွဲပြားပြားဖြစ်နေခြင်းနဲ့တရိုင်းတပြည်လုံးငင်းချမ်းရေးကိုတောက်တာနေခြင်းကိုသာရောင်ပြန်ဟပ်လျက်ရှိသည်မော်စကိုရင်ခရူရှက်ကစတင်ခဲ့သည့်အပြောင်းလဲများကသူတို့အားစိတ်ဆော်ခဲ့သည်ဟုဆိုသည့်ဘာဒလာစာကောင်းဆောင်များစုက CPB ဖာစာပါလာကို လက်နက်ကန်ဆန့်ကျင်မှုများကိုဘယ်တော့မှသဘောမတူခဲ့ကြပါထိုနည်းတူစွာပင်1956ရွေးကောက်ပွဲတွင်စန္ဒမဲစုစုပေါင်း39နှစ်ရာဂိုင်းတို့ရရှိခဲ့သော BWPB နောက်ခံပြူပမာညာတာတို့သည်လည်းများစွာသောဝေဖန်သူတို့ဆိုကြသကဲ့သို့ CBB တာဝန်တစ်ခုမြတာမဟုတ်ပါ NUF တွင်အထူးသဖြင့်အလို့သမားနှင့်တောင်သူလက်သမားတက်မကများတွင် community လူလာသူများပြားပါဝင်နေသည်မှာတန်တရားဖြစ်ပွဲမရှိပါသို့သော သူတို့ထောက်ခံမှုနဲ့ညီညွတ်ညီမျှပင်ဖြစ်သောထောက်ခံမှုကို NUF ကသိငင်တော်လဲဩစာကြည့်သောပါတီတခုထံမှရလိုက်ပါသေးသည်၎င်းပါတီမှာ တရားမျှတမှုပါတီ Justice Party ဖြစ်ပြီးဦးဆောင်သူမှာတရားရုံးချုပ်မှတရားသူကြီးတူဖြစ်သောဒေါက်တာအေးမှဖြစ်သည်သူသည်အခြားပါတီစုံဒီမိုကရေစီစနစ်ထောက်ခံသူများပြားခဲ့သူပင်ဖာစာပါလာဂျိုရကိုဖျောက်ချရန်အတွက်တခုတည်းသောနီလန်းမှာတိုက်ခံတို့ညီညွတ်ရေးဖြစ်သည်ဟုဆိုပါသည်ဤရည်တည်ချက်မူဟာရာ PWPP နှင့် NUF တို့သည်တရင်းစာများက community လူလာသူများဖြစ်တတ်မှတ်ခြင်းခံရသည့်အချိန် သမမော့စလင်ကွန်ဂရက်နှင့် ရှေယိုဆွေသမညညွတ်သောရခိုင်မြို့သားညညွေးအစည်းအုံတို့ကဲ့သို့သောမျောလင့်မထားကြသောစိတ်ပိုင်းများမှထောက်ခံမှုများကိုရယူနိုင်ခဲ့သည့်အခြားသော NUF အဖွဲ့ဝင်အဖွဲ့အစည်းများတွင်ဗမာပြည်လူငယ်တပ်ဦးနှင့်ပါလီမန်တွင်အမတ်တနီယာရခဲ့သောတိမ့်ပင်မြင့်၏ပြည်သူညညွေးပါတီ People Unity ပါတီတို့ပါဝင်သည့်တို့ပြည်၍ NUF သည်တရုတ်ရည်ရွယ်ရင်မန်ကိုဖုံးပြရနိုင်လိုအပ်ချက်အရကျွမ်းကျင်လာကြသောနိုင်ငံရေးအုပ်စုမျိုးမျိုးတို့ဖြင့်လက်တွေ့အကျိုးမျှော် မဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်လာတော့သည်ဤသို့ဖြစ်ခြင်းသည်1948ခုနှစ်ကဖဆပါလာသို့မဟုတ်1988ဒီမိုကရေစီနွေရာသီကပေါင်းစည်းနိုင်ွယ်အလားအလာမရှိသောပါတီတို့ကိုရောကြိုထားသည့်နိုင်ငံရေးမဟာမိတ်အဖွဲ့တို့ကဲ့သို့ပင်ဖြစ်နေသည်ပုံရှုပ်ွယ်ရှုပ်ထုတ်ရှားရသော်လည်းကန့်သက်မဲ့ဆွေးရင်ရှင် CPB စီယုံမှုတို့၏လွှဲဝဲစွာစိတ်ဝင်ထိုးပေါက်ခြင်းနှင့်စီယုံသိမ်းသွင်းခြင်းတို့သည်တစ်စီတစ်ကောင်းသပွဲ၆လက်နေမြတ်ဖြစ်လျာဤပုံရိပ်ကိုပြန်လည်မြင်အောင်တက်မတော်ကယနေ့ထိပ် ပြင်စလဲပြတာနေစေဖြစ်တော်လဲလူတို့ကယုံကြည်မှုကိမ့်မဲ့တဲ့ကိမ့်မဲ့၍လာနေပါသည်သို့တော့ဤသို့သောဆွဆွခြင်းများအားပုံမူခံလွန်သောအတွင်ရှိခဲ့သည့်1950နှစ်များစီကမူ CPP ပါလီမန်တွင်အတိုက်ခံမှုပေါ်ဩဇာလွှမ်းမိုးမှုကိုချုပ်နှိန်ထားရန်မလွယ်ကူခြင်းရေဘူးရအဖြစ် CPP စည်းရုံးမှုတို့၏ဆောင်ရွက်ချက်ကိုအလौဒမသမဂ္ဂ၏လှုပ်ရှားမှုများတဲ့တွင်ပို၍လွယ်ကူစွာရှာတွေ့နိုင်ပါသည် ABTUC သည်ဖာဇာဘလာ လိုလားသူအုပ်စုဆိုရှယ်လစ်ပါတီ BWPP သို့မဟုတ်ငင်းချိုင်းကော်မတီမှခွဲထွက်ဖွဲ့များဖြင့်ပြုတ်ခွဲသွားသည့်အချိန်ဒါဇင်နှင့်ချီသော CPP ကေတာများသည်ဆက်လက်ရှင်သန်လှုပ်ရှားနေဆဲဖြစ်သည်သို့သောအဖမ်းဆီးကြပါသဖြင့်သူတို့လည်းဒုသိမ့်စာပင်လှုပ်ရှားကြရသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ